အသက်ကြီးပေမဲ့မပြတ်စည်သေးဘဲမျိုးအောင်နိုင်စွမ်းရှိနေကြောင်းငားရောင်မြောက်ရင်သွေးလေးကိုအမွှားဘူးယူပြီးတော့အစွမ်းပြခဲ့ရကတော့ဘူးကြောင့်ပြုကင်းရဲ့အမျိုးသားရတနာရွှေကုံတဲ့တထေးကြီးပီကေထုံးဖြစ်ပါတယ်။အခုဆိုရင်တော့ဘူးကြောင့်ပြုကင်းကအမွှားဘူးကိုဝင်ကုန်ဆောင်ထားရပြီလို့သိရပါတယ်။ပရိသတ်တွေကတော့ဘူးကြောင့်ပြုကင်းရဲ့အမျိုးသားရတနာပီကေထုံးရဲ့မျိုးအောင်မှုကိုအံ့ဩနေကြပါတယ်။ဘူးကြောင့်ပြုကင်းရဲ့အမျိုးသားအကိုထုံးကအခုဆိုရင်အသက်၄၀ကျော်အရွယ်ရှိနေပါပြီ။အလုံးသိကြတဲ့အတိုင်းအကိုထုံးကကလေး၃ယောက်ပေမဟုတ်သို့ တစ်ခုလည်းတထေးကြီးဖြစ်ပြီးတော့ဘိုးကြပြုခင်တဲ့အသက်အများကြီးကြီးပါတယ်။ဒါပေမဲ့လည်းအကိုထွန်းရဲ့ကျမ်းမာရေးကောင်းမှုနဲ့မျိုးအောင်မှုကတော့ပရိသတ်တွေအားလုံးအင်အားသင့်ကမချီကျူးပဲမနေနိုင်အောင်ဖြစ်သွားစေခဲ့ပါတယ်။အခုဆိုရင်တော့အကိုထွန်းကြောင့်ဘိုးကြပြုခင်မှာနောက်ထပ်ရင်သွေးလေးရှိနေပြီဖြစ်ကြောင်းဂဲတလုံးနဲ့ငှက်နှက်ကောင်ပြက်တယ်လို့တခါတည်းကလေးအမွာဘူးရရှိသွားခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတချို့သောဇနီးမောင်နှံတွေဆိုရင်ကလေးရဖို့အတွက်အချိန်ကြာကြီးစူးစမ်းရတာပါ။ဒါတောင်မှကလေးမရနိုင်ပါဘူး။အကိုထွန်းကတော့တစ်ချက်သေးနဲ့ဘိုးကြပြုခင်ကိုအ မှားဘူးကိုဝင်ရအောင်လုပ်နိုင်တာဖြစ်ပါတယ်ဒီလိုမျိုးအကုတ်ထွန်းတရောင်မျိုးအောင်အောင်စွမ်းဆောင်နိုင်တဲ့အဓိကအကြောင်းရင်းကတော့စာတူးကြီးကြောင့်လို့သိရပါဗျ။လွန်ခဲ့တဲ့တလမပြည့်ခင်အချိန်မှာတရုတ်ဆောင်မင်းသမီးလေးဗိုလ်ချဖြူခင်တဲ့အတူခင်မွန်တဲ့ PK ထွန်းတို့ကအိန္ဒိယနိုင်ငံကက်ရှမီးယားဒေသကရေခဲတောင်ကိုအလဲပတ်ခရီးသွားရောက်ခဲ့တာဖြစ်ပါတယ်။ဒီလိုအလဲပတ်ခရီးသွားရောက်စဉ်မှာဗိုလ်ချဖြူခင်ကပရိသတ်တွေကိုအသိပေးခဲ့တာရှိပါတယ်။ ဲဒါကတော့အကိုထွန်းကသူမကိုကလေးထက်ယူခိုင်းနေဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။အကိုထွန်းကရွှေရင်းနဲ့မြောင်းစွာပိုင်ဆိုင်နဲ့ထိတ်တန်းတတိကြီးတဦးဖြစ်တာနဲ့အညီကျွေးနိုင်မွေးနိုင်နေသေးရာကြောင့်ပိုးချဖြူခင်ကိုကလေးထက်ယူပေးဖို့အတွက်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။အကိုထွန်းကသူကကျွေးနိုင်မွေးနိုင်တာကြောင့်ဖြစ်နိုင်မယ်ဆိုရင်ကလေးကိုဘောလုံးသတင်းစာ17ရောက်လောက်တောင်လိုချင်ကြောင်းပြောခဲ့ရပါ။ဒါကြောင့်လည်းပိုးချဖြူခင်ကအကိုထွန်းလိုအပ်သမျှကလေးတွေကိုမွေးပေးဖို့အတွက်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒီအတွက်ကြောင့်လည်းပီကေထွန်းနဲ့ပိုးချဖြူခင်တို့ကအိန္ဒိယနိုင်ငံ ံကမြန်မာရဲ့ရေခဲတောင်ထိပ်မှာကလေးရဖို့ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ပဲပိုးကြပြုခင်တဲ့အကိုထုံးကော်ပီကေထုံးတို့ကအိန္ဒိယနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်ရောက်လာပြီးတလားမပြေခင်မှာပဲပိုးကြပြုခင်တရားအမှားဘူးကိုဝင်ကိုရရှိသွားပြီဖြစ်ကြောင်းပြည်သက်တွေကိုအသိပေးလာတာပါ။တကယ်တော့ပိုးကြပြုခင်တဲ့အကိုထုံးတို့ကဒီလိုမျိုးကလေးကိုမြန်မြန်ဆန်ဆန်ရရှိသွားခဲ့ရကအိန္ဒိယနိုင်ငံရေခဲတောင်ထိပ်မှာဟိန္ဒူစာတူကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ စာတူကြီးကအကိုထွန်းနဲ့ပိုးချပြူကင်းကိုတခါတည်းမျိုးအောင်သွားအောင်ကုညီမစားခဲ့တာဖြစ်ပါတယ်။ပြည်သက်တွေကပိုးချပြူကင်းနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကတော့ပိုးချပြူကင်းနဲ့အကိုထွန်းအတွက်ဝမ်းသာပေးကြသလိုအကိုထွန်းရဲ့မျိုးအောင်နိုင်စွမ်းနှုံးကိုလည်းအံ့ဩချီးကျူးကြပါတယ်။တချို့သောဇနီးမနှံတွေဆိုရင်တော့ကလေးရချင်းလုံးလုံးစူးစားကြပေမဲ့လည်းနှစ်ပေါင်းများစွာကြာတဲ့အထိကလေးမရနိုင်ကြချိန်မှာအကိုထွန်းတို့ကတော့ပိုးချပြူကင်းကိုရေခဲတောင်ထိတ်မှအိန္ဒိယစာတူကြီးရဲ့တကူအစွမ်းနဲ့ကလေးရအောင်စူးစားရမှာဝမ်းရှော့နဲ့က လေးရအောင်စွမ်းဆောင်နိုင်လိုက်တာဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစာတူကြီးအစွမ်းနဲ့ကလေးရသွားတဲ့အကိုထွန်းရဲ့ပိုးစာပြုခင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လေးစိတ်ဝင်စားဖို့ရအနုပညာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။